်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျားသခင်နဲ့ကျွန်ုပ်တို့ဤဆက်ဆံရေးဆိုတဲ့ကောင်းခြင်းနဲ့119ခုမြောက်သောဆန္ဒအငယ်33ငန်း40ကိုဆင်ခြင်သွားခြင်းပါတယ် အိုထံဝရဖျာအထုံးအဖွဲတော်လမ်းကိုအကျွန်ုပ်အားတွင်တင်တော်မူပါအဆုံးတိုင်အောင်လိုက်သွားပါမည်ညံကိုပြီးတော်မူပါတရားတော်ကိုစောင့်ပါမည်စိတ်လုံးအကျွမ်းမဲ့စောင့်ပါမည်ပြည့်ညတ်တော်လမ်း၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါထိုလမ်းကိုနှက်သက်ပါ၏အကျွန်ုပ်စိတ်လုံးကိုလောဘဘက်သို့မဟုတ်တတ္တိခံတော်မူချက်တို့ဘက်သို့ဆွဲတော်မူပါ အနတ္တကိုပမာဏမပြုစေခြင်းကအကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါလံခီးတော်၌အကျွန်ုပ်အသက်ရှင်စေတော်မူပါကိုရောကိုကြောက်ရွံ့သောကိုရောဤကျွန်၌ဗျာဒိတ်တော်ကိုတည်စေတော်မူပါအကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော်မူပါ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏ပြီးတော်မူသောဩဝါဒများကိုတောင်းတပါ၏ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့်အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါကျွန်တော်တို့ယုံကြည်သူတွေသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ရဲ့သားသမီးတွေဖြစ်လာတဲ့အခါမှာခမဲတော်ဘုရားသခင်နဲ့ထာဝရဆက်ဆံရေးတဲ့ကိုရောက်ရှိရရှိနေရပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဒီချိတ်ဆက်မှုကိုခိုင်ခိုင်မာမာရှိဖို့အတွက်ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ပထမအနေနဲ့ကျွန်တော်တို့ ဘုရားသခင်ရဲ့မိသားစုအတိတ်แท้ကို ရောက်လာပြီဖြစ်လို့ကိုမိသားစုအကြောင်းကိုကိုလိလာ သိရှိထားရမှာဖြစ်တယ်။နှုတ်ကွက်တော်တမချန်းစာမှာဘုရားသခင်ရဲ့ဂုံတော်တွေနဲ့တန်ဖိုးတွေအကြောင်းကိုအသေးစိတ်ဖော်ပြထားပါလေ။သခင်ယေရှုခရစ်တော်ရဲ့လူစားတိခံနေခြင်းမြေကြီးပေါ်မှာရှိနေတဲ့အတ္တတာအားဖြင့်ခမဲတော်ဘုရားသခင်ရဲ့မြင့်မြတ်တဲ့ဇယိုက်လက္ခဏာကို သူ့အားဖြင့်ဖော်ပြနေတာကို ကောင်းစွာ နားလည်နိုင်ပါလေ။ ကျွန်တော်တို့အနေနဲ့ဘုရားသခင်ရဲ့သားသမီးဖြစ်လာတဲ့အချိန်မှာဘုရားသခင်ရဲ့မိသားစုဝင်နဲ့ပတ်သက်တဲ့မြင့်မြတ်တဲ့ဇယိုက်လက္ခဏာတွေနဲ့အညီအသက်ရှင်နေဖို့တကယ်ပဲအရေးကြီးတဲ့အချိန်ဖြစ်တယ်။အဲ့ဒီအတွက်လည်းဘုရားသခင်ကကျွန်တော်တို့ကိုဒီလောကမှာဆက်ပြီးတော့ထားထားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အတွေးတွေက အစာအပြောအဆိုအနေအထိုင်အားလုံးမှာဘုရားသခင်ရဲ့သားသမီးအဖြစ်ထင်ဟပ်နေတဲ့အသက်ရှင်နေထိုင်မှုတွေအပြင် လောကကြီးကိုတုံ့ပြန်အသက်ရှင်ဖို့လိုပါတယ်။ဒုတိယအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဆုတောင်းခြင်းနဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုလေ့လာခြင်းအားဖြင့်ကိုရောနဲ့နီးကပ်စွာ အသက်ရှင်သွားသင့်ပါတယ်။လူတွေနဲ့လောကမိတ္တယလောက အလုဓမ္မမဟုတ်လောကပျော်ပါမှုတွေရဲ့သွေးဆောင်မှုတိုင်းကို ပြန်လည်ခုခံတွန်းလှန်ဖို့အရေးကြီးပါတယ်တတရတစ်ချက်အနေနဲ့ကတော့ဘုရားသခင်ကကျွန်တော်တို့ကိုဆက်သွယ်ပြီးတဲ့အရာကိုတုံ့ပြန်ရမှာဖြစ်တယ် ဘုရားသခင်နဲ့အသက်ရှင်ခြင်းအတွေ့ကုရောနှစ်သက်တဲ့လမ်းညွန်ချက်ကို နှုတ်ကပတ်တော်မှာပေးထားဖော်ပြထားပါတယ်။ဘုရားသခင်မိသားစုဝင်အချင်းချင်းခိုင်မာတဲ့ဆက်ဆံရေးရှိပြီးတော့အချင်းချင်းအာယုံစိုက်ကြရမှာဖြစ်တယ်။နောက်ဆုံးအနေနဲ့ကတော့ဘုရားသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီတစ်နှစ်ထက်တစ်နှစ်ခရစ်တော်နဲ့တူညီတဲ့သဏ္ဍာန်ပူအားကောင်းလာဖို့ပဲဖြစ်တယ်။အဲ့ဒီအတွက်ကျွန်တော်တို့အတွင်းမှာကိန်းဝတ်အသက်ရှင်နေတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်နေမှုကို ကျွန်တော်တို့အနေနဲ့ပူပေါင်းပါဝင်လှုပ်ဆောင်သွားရမှာဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ပူပေါင်းပါဝင်လှုပ်ဆောင်တဲ့အခါမှာဖျားသခင်ရဲ့အတွေးအမြင်တွေအတိုင်းတိမြင်တွေးခေါ်ပြုမူလာနိုင်မှာဖြစ်တယ်။ခမဲတော်ဖျားသခင်ကကျွန်တော်တို့အတွက်ကူစားအသိခံပေးတဲ့သခင်ယေရှုခရစ်တော်အပြင်ကယ်တင်ခြင်းပေးသလိုအသက်ရှင်နေတဲ့သခင်ယေရှုခရစ်တော်ကိုတန်ရှင်သောဝိညာဉ်တော်အပြင်ဝိညာဉ်ရမှာအသက်ရှင်လာနိုင်မှာဖြစ်တယ်။ သခင်ယေရှုခရစ်တော်ကကျွန်တော်တို့လိုက်ရှောက်ဖို့အတွက်ပုံသက်သေးတွေကို ပြသခဲ့ပါတယ်။မြစ်တာတရားနဲ့အညီလှုပ်ဆောင်ပေးမှုတွေနာခံမှုရှိတဲ့အသက်တာတွေအားဖြင့်သူကပုံသက်သေးတွေကို ပြခဲ့ပါတယ်။အဲ့ဒီပုံသက်သေးတွေအတိုင်းပဲကျွန်တော်ဟာနာခံပြီးမှအသက်ရှင်ဖို့လိုက်ရှောက်ပြီးမှအသက်ရှင်ဖို့လိုပါတယ်။ကျွန်ုပ်ရဲ့အထက်မှာဘုရားသခင်ရဲ့ဝိညာဉ်တော်ကသူ့ရဲ့တန်ရှင်းတဲ့အမှုကိုလှုပ်ဆောင်နေတဲ့အကြောင်းကို ရှင်ပေသူရဩဝါဒစာပရမဆောင်အခန်းကြီး1အငယ်1မှာနာထောင်ခြင်းဂျေစုယေရှုခရစ်တော်ရဲ့အသွေးတော်ဖြန်ခြင်းဂျေစုကိုခံရမယ့်အကြောင်းဝိညာဉ်တော်အားဖြင့်တန်ရှင်းခြင်းကို လုပ်နေလို့တန်ရှင်းခြင်းကို ရောက်ရတဲ့အကြောင်းကိုပေါ်ပြခဲ့ပါတယ်ကျွန်တော်တို့အနေနဲ့ပြသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုပူပေါင်းပါဝင်ကြခြင်းအားဖြင့်ဆက်ဆံရေးခိုင်မာအောင်လှုပ်ဆောင်မိနေရလားနှုတ်ကပတော်လ ీల ခြင်းဆုတောင်းခြင်းနဲ့နာခံခြင်းတွေဟာ ကျွန်တော်တို့အနေနဲ့ဘုရားသခင်နဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းထားဖို့အတွက်အကူအညီပေးတဲ့အလေးအထတွေပဲဖြစ်တယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်နဲ့ဆက်ဆံရေးခိုင်မာနေခြင်းကြောင့်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားနေတဲ့အသက်တာအတိတ်ဖြစ်နေကြပါစေ။အာမင်။ ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်